这样的话那跑跑嘛，是跑跑完多啊，人街里有样子就是多多完了多多的帅个漂亮嘛，是不是？ နောက်သမီးတရားမွေးလာတယ်သူ့ကိုမချစ်တော့ဘူးဖြစ်မှာဆိုတော့ကျွန်တော်သူနဲ့တော့ပို့ပြီးတော့နေဖြစ်တယ်အချင်းမှန်တယ်အဲကျွန်တော်ကဒီဆရာဝန်ကြီးကလည်းပြောတယ်နောက်ပြီးတော့ဒီဒီစာတွေမှာလည်းဖြစ်ပေါ်မှာလည်းဒီလို YouTube တွေမှာလည်းဖတ်ကြည့်တော့သူအဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတော့ကျွန်တော်ကဟိုဟိုပါပေါ့သမီးဘေးနားမှာအချင်းမှပြီးတော့အများတိုင်းရှိနေပြီးအကြောင်းပို့တာစာနောက်သမီးကျွေးတာစာနောက်နောက်ဆုံးအပေါ်ဆုံးချူချူပေါက်တာအီးကုန်းတာစာအခုလုပ်ပြီးတယ်အဲဆရာမရှိရဆိုရင်ကျွန်တော်ကိုယ်တိုင်လုပ်ပြီးတယ်ကလေးထိုင်းတယ်ဘလောက်ပဲနေတယ်ပြောပြဘုန်းကြီးနဲ့ကြာဘလောက်တော့ကြာပါလား ဒါဝိကဝိကကျွန်တော်ဒီ၃ပေါင်အဲ၃ပေါင်လောက်တော့ကြာသွားတယ်ဒါတော့ဒီကလေးမွေးပဲကာလာမှာပေါ့ပြီးတော့ join လဲစားတယ်လေကျွန်တော် join join တိုင်းရလေလုပ်တယ်နောက်ပြီးတော့ကျွန်တော်ဟိုပါပေါ့ဘာလဲစိုးရမ်းမှလည်းဟိုပါစေးထိုးတာရှိတယ် အာပိဋကတ်တွေအဓိကတော့ပိဋကတ်အားပေးတဲ့ပုံမှာတော့ကျွန်တော်အရန်ကိုဘယ်လိုကောင်းလဲဟိုခံစားချက်ကတော်တော်လေးရှိတယ်ရှိပါတယ်ဟိုကျွန်တော်ဒီခါလည်းပြောပြောပြီးသွားပြီကျွန်တော်စိတ်ထဲမှာအဲ့လောက်ကြီးဟိုပြန်ပြီးအားပေးမယ်လဲမထင်ခဲ့ဘူးเนาะအခုဒါပေမဲ့ထပ်ပြီးတော့လည်းဇာတ်လမ်းတွေရိုက်ဖို့တော့အများကြီးမရှိပါဘူးမရှိပါဘူးဆိုတော့ဟိုဒီဒီနှစ်ထဲမှာတော့မှကျွန်တော်ဇူးဆောင်တကားပဲရိုက်ဖြစ်တယ်ဇာတ်လမ်းတွေလည်းအဲ့လိုပေါ့ဟိုလာပြီးတော့ဟိုက ကမ်းလှမ်းတဲ့လူတွေရောအဲ့လိုလာပြီးတဲ့လူတွေရှိကျွန်တော်မရက်ဖြစ်ဘူးဗျာဟိုပါလေတော့ကျွန်တော်ဒီကျွန်တော်အလုပ်လဲရှိရတော့ခလေးခလေးလဲမွေးထားရဆိုတော့လေအာသူတို့ကဲအလုပ်နေရဆိုမရက်ဖြစ်ဘူးနောက်ပြီးတော့ဇလန်းနေပါလဲအဲ့လိုပေါ့အများကြီးမရက်ဖြစ်ဖို့လည်းမရှိပါဘူးကိုယ့်အသက်ရွယ်နဲ့ကိုယ့်ရဲ့ဟိုကျွန်တော်လူစင်တာကအာအနုပညာအနုပညာရောဂုံသိက္ခာရောဟိုဂျမ်းမဲ့ကားမျိုးတွေဆိုလို့ရှိရင်တော့ကျွန်တော်ဟိုက အဆင်ပြေပါတယ်ခင်ဗျာကိုကိုလည်းလေပြန်ပြန်ပြီးတော့ကဲရလောက်ရတယ်ကျွန်တော်ဒီကျမ်းပါကြီးလည်းကောင်းကျင်တယ်လေကျမ်းပါကြီးလည်းကောင်းကျင်တယ်ကျွန်တော်ကျောင်းရည်ကျွန်တော်ဒီ site ထဲနောက်လို့ကလေးကလေးတွေရောဒီအမျိုးသမီးရောကျွန်တော်ကဲရလောက်တဲ့အချိန်ပါပါတယ်ဒီဟောဆိုပေါ့အဲ့လိုပေါ့သူနဲ့လည်းတိုင်မြင်ပြတယ်ပေါ့နော်သိပြီးတော့လည်းသူကလည်းမရိုက်စေချင်ဘူးသူကိုယ်တိုင်ထုတ်တဲ့ကားတွေကိုလည်းသူကရိုက်စေချင်တာပေါ့ တော့လည်းအဲ့လိုကြတော့ဟိုလိုပေါ့အဲ့လိုကြတော့လည်းဟိုပါပေါ့ကျွန်တော်စဉ်းစားတာကြတော့ကိုနဲ့အစီအပြေတဲ့ဇာမျိုးမကောက်ကူထုတ်တဲ့ဇာမျိုးဆိုတော့တပိတော့တပိတော့သူကကလေးသာမွေးွားတယ်သူကသူကဖလန်ဖလန်ပဲကိုကိုရီဘေးနာလူတွေကအစင်မတ်ကလေးတိုင်းကဘလောက်ပဲနေတယ်ပြောပြတော့ဘုန်းကြီးနဲ့ကြာဘလောက်ကြာလဲအဲဝိကဝိကကျွန်တော်ဒီ၃ပေါင်အဲ၃ပေါင်လောက်တော့ကြာသွားတယ်ဘာလို့ဒီကလေးမွေးတဲ့ကာလမှာပေါ့ပြီးတော့ join လည်းစားတယ်လေ ကျွန်တော် joint joint diet လည်းလုပ်တယ်နောက်ပြီးတော့ကျွန်တော်ဟိုပါပေါ့ဘာလဲစိုးရမ်းပါလဲဟိုကဆေးထိုးတာရှိတယ်ကျွန်တော်တော့ဖောက်ဖောက်ပေါ့ဖောက်ဖောက်ကတော့အရန်ရှဲတဲ့အရွယ်ရောက်လို့ဆိုတော့သူသူကလည်းသူသူ့ကို cycle ပြသွားမှာဆိုလို့လေနောက်တမင်းတရားမွေးလာတယ်သူ့ကိုမချစ်တော့ဘူးဖြစ်မှာဆိုတော့ကျွန်တော်သူနဲ့တော့ပို့ပြီးတော့နေဖြစ်တယ်အချင်းမှလည်းကျွန်တော်တမင်းတရားပေါ့အရန်ကငယ်သေးတယ်ငယ်ရငယ်သေးတယ်ဆိုတော့ ကျွန်တော်အများကြီးဟိုဟိုလောက်အောင်ပါပါအများကြီးကြိုးစားအောင်ပါသူတို့အဲကျွန်တော်ကဒီဆရာဝန်ကြီးကလည်းပြောတယ်နောက်ပြီးတော့ဒီဒီစာတွေမှာလည်း Facebook မှာလည်းဒီလို YouTube တွေမှာလည်းဖတ်ကြည့်တော့ဆိုတော့အဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတော့ကျွန်တော်ကအခုဟိုပါပေါ့သမီးဘေးနားမှာအကြီးမှပြီးတော့အများကြီးရှိနေပြီလေအကြောင်းပို့တာအစားနောက်သမီးကျွေးတာအစားနောက်နောက်ဆုံးအပေါ်ဆုံးချူချူပေါက်တာအီးကုန်တာအစားအစီအစီလုပ်ပြီးတယ်အဲဆရာမရှိရဆိုရင်ကျွန်တော်ကိုယ်တိုင်လုပ်ပြီးတယ်ဒါမှမဟုတ် तू ကအဲ့လိုပေါ့ तू ကအခုဆိုလို့ရှိရင် तू ကအဲ့လိုပေါ့သူ့အမေနဲ့သူမရရတဲ့အမျိုးတွေမှာဆိုရင်ကိုကို အများရာကတ်တယ်အတူတူဟိုမှာပြတ်ပါမှာစေရငယ်ပါမှာဆိုကျွန်တော်ဟိုဟိုလုပ်ပြီးဒီဆက်ပြီးအငယ်လေးကပို့ပြီးတော့သူ့တဲ့ကိုပို့ပြီးဆွဖြစ်တယ်ဟာအခုတော့ငယ်သေးတော့တိတ်တော့ပြောလို့မရသေးဘူးပေါ့နော်သူကတော့စာပြန်ဖတ်တယ်နောက်ပြီးတော့အဲ့လိုပေါ့သူကိုယ်တိုင်လည်းအဲ့လိုပေါ့မကျွန်တော်တဲ့ဟိုပေါ့စီစဉ်ထားတဲ့ကားလေးရှိပါတယ်ဒါပေမဲ့ခြေအခြေအနေပေါ့နော်အခြေအနေနဲ့အသက်အရွယ်နဲ့ဟိုအခြေအနေမူတည်ပြီးတော့ တယောက်တည်းရဲလို့မှမရတာနော်။ तू ကဖလန်ဖလန်။ तू ကကိုမွေးပြီးတဲ့ချက်ချင်း၃လရက်ပဲကြာတယ် तू ကအေးစစ်ဖြစ်နေတယ်။ကိုလီသာတော့ဘေးနားက live ပြန်ဖို့ပြည့်ရပြီးသား။ခြေကုန်လက်ပန်းတွေကြာတယ်။ကြီးကတော့ဟိုအရင်အရင်နဲ့ဆိုင်ရန်ကတ်ကတ်နေပြီ။သူ့ပဲအလုံး။ဟိုဆရာငယ်မှာဆိုတော့ကျွန်တော်ဒီဆိုင်လေဘာလို့လဲကျွန်တော်ကားလဲဟိုမကြည့်ရသေးဘူး။နောက်ကားလဲတအားကြီးဟိုပါလေ။ဟိုကားကားကြည့်ပြီးလို့ရှိရင်တော့ကျွန်တော်ကားရဲ့ကားရဲ့ဒါမပါရလူတွေကြောင်းလဲကျွန်တော်ပြောလို့ရမှာ။အခုကတော့ကျွန်တော်အခုမှပြန်ခေါ်နေရတယ်။ကားကြည့်ပြီးမှကျွန်တော်ပြောလို့ရပါမယ်။